မင်္ဂလာပါဖက်ဒီရှင်ဒေစီယူကျူရှင်တွေကပြင်လေးကြိုးဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့ကိုယ့်ရဲ့ drink partner ပေါ့နော်အဲ့ဒီလို drink partner ကိုဘယ်လို manifest ပြုလုပ်မလဲဆိုတဲ့အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ် drink partner ဆိုတဲ့စကားကိုမြန်မာလိုဘာသာပြန်လို့ပြောမယ်ဆိုရင်ကိုစိတ်ကူးရင်အိမ်မထေးကဘဝလက်တွဲဖို့တော့အတိတ်ပြရပါတယ် ဒီဗီဒီယိုအထင်းမှာပြောပြပေးမယ့်နည်းလမ်းကတော့အဲ့ဒီ dream partner ကို manifest ပြုလုပ်လို့အောင်မြင်ခဲ့တဲ့သူတယောက်စီကထုံနှုတ်ထားတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ဒါအပြင်ဒီနည်းလမ်းဟာ Dr. Joe Dispenza ရဲ့နည်းလမ်းအတိုင်းပဲဖြစ်ပါတယ်။ ဒီ success story အရာပြောမယ်ဆိုရင်မိန်းကလေးတယောက်ပြောပြထားတဲ့အကြောင်းအရာတွေကို DC ကပြင်ပြီးပြောပြတာဖြစ်တယ်။ဒါပေမဲ့တကြောင်ချင်းတကြောင်ချင်းဘာသာပြင်ပြီးပြောပြတာမဟုတ်ပါဘူး။အဲ့ဒီတကြောင်ချင်းသာ ပြောပြမယ်ဆိုရင်တော့ဗီဒီယိုကအရင်ကြီးရှည်သွားမှာဖြစ်တယ်။ဒါကြောင့်လိုအပ်တာလေးတွေကိုပဲ DC ကထုံထုံပြောပြတာပဲဖြစ်ပါတယ်။ ဒီမိန်းကလေးပြောပြထားတာကတော့သူကသူ့ရဲ့ dream partner ပေါ့နော်သူ့ရဲ့စိတ်ကူးရင်အိမ်မဲထီကဘဝလက်တွဲဖို့ကိုသူ manifest ပြုလုပ်တယ်အခုအချိန်မှာသူတို့စိတ်ဆဲလိုက်ပြီးဖြစ်တယ်။ဒါကြောင့်အခုအချိန်မှာသူတို့ဟာလက်ထက်ဖို့ပြင်ဆင်နေကြပြီဖြစ်တယ်တော့ပြောတယ်။အရင်တုန်းကဆိုရင်သူ့အနေနဲ့သူဟာဘေးတုံးမှာစိတ်ဆဲရမှာမဟုတ်ဘူးလက်ထက်ရမှာမဟုတ်ဘူးလို့ထင်ခဲ့ဖူးတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင်လွန်ခဲ့တဲ့အတိတ်တစ်ချိန်ကိုကြည့်လိုက်တဲ့အခါသူ့ရဲ့အတိတ်မှာသူ့ဟာဒီ relationship နဲ့ပတ်သက်လာရင် emotion မိတ်ဆိုင်ရာအလွေးသုံးစားတွေပြုလုပ်ခံရတာတွေသူ့စွန့်ပစ်ခံရတာတွေစိတ်ညစ်စရာကောင်းတဲ့အကြောင်းအရာတွေကိုပဲသူကြုံတွေ့ခဲ့ရတယ်ဒါပေမဲ့ law attraction အကြောင်းတွေကိုနားလည်လာတဲ့အခါ ဘလို့သီးလာလေဆိုရင်အဲကိုယ့်ရဲ့အတိတ်ကိုပြင်ကြည့်တဲ့အခါသို့မဟုတ်ကိုယ့်ဘဝမှာဖြစ်ပျက်နေတဲ့အရာအလုံးကိုပြင်ကြည့်လိုက်မည်ဆိုရင်အဲ့ဒီအရာအလုံးဟာကိုယ့်ကိုယ်တိုင် ဖန်တီးခဲ့တာဖြစ်တယ်။စိရင်ဒုက္ခတွေပဲဖြစ်ဖြစ်အခက်အခဲတွေပဲဖြစ်ဖြစ်အစိတ်အတောက်တွေပဲဖြစ်ဖြစ်အကုန်လုံးအပအဝင်မတိစိတ်ကပဲဖြစ်ဖြစ်တိစိတ်ကပဲဖြစ်ဖြစ်အကုန်လုံးကိုကျွန်ုပ်တို့ဟာဖန်တီးခဲ့ကြတာပဲဖြစ်တယ်။ အဲ့ဒီတော့ relationship နဲ့ပတ်သက်လာရင်ကိုယ်အနေနဲ့အလွေးသုံးစားပြုလုပ်ခင်ရတာတွေပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာလှေဖြားခင်ရတာတွေပဲဖြစ်ဖြစ်ပျော်စရာကောင်းတဲ့အရာတွေပဲဖြစ်ဖြစ်အကုန်လုံးအဲ့ဒါတွေအလုံးဟာကိုယ်ကိုယ်တိုင်ဖန်တီးခဲ့တာပဲဖြစ်တယ်ဆိုတာကိုသိစီရှင်တယ်ဒီလိုဆိုရင်ကိုယ်အနေနဲ့ကိုလိုရှင်တဲ့ relationship တစ်ခုကိုဘယ်လိုဖန်တီးမလဲ အဲ့ဒီလိုကိုယ့်အနေနဲ့လိုရှင်တဲ့ relationship တစ်ခုကိုဖန်တီးနိုင်ဖို့အတွက်မိမိကိုယ်ကို ပြောင်းလဲဖို့လိုတယ်။အခုအချိန်မှာကျွန်ုပ်တို့သိနေတဲ့အရာအလုံးဟာကျွန်ုပ်တို့ရဲ့အတိတ်ကို ကိုစားပြုတယ်။အတိတ်ကိုကြော်လွှားပြီးရင်အနာဂတ်ကိုတော်တဲ့ဖို့လိုအပ်တယ်။ဒီလိုပြုလုပ်နိုင်ဖို့ကိုတွေးနေတဲ့အတွေးတွေကိုပြောင်းလဲဖို့လိုတယ်။ကိုယ့်အနေနဲ့အတွေးသစ်တွေစတင်ဖို့လိုတယ်။ကိုစားတင်လိုက်တဲ့အတွေးသစ်တွေကလည်းအမှန်တကယ်ဖြစ်လာမေတော့ယုံကြည်ဖို့လိုတယ်။ ။အဲဒါကြောင့်ပထမဆုံးအနေနဲ့မိမိကိုယ်ကိုချစ်ချင်းမေတ္တာတွေနဲ့ပြုစုပြောထောင်ပြီးကိုပြောင်းလဲလိုက်တဲ့အတွေ့အစ်တွေထဲမှာကိုဟာချစ်ချင်းမေတ္တာတွေကိုရရှိခံစားနေရတဲ့လူဖြစ်နေဖို့လေလိုအပ်ပါတယ်။ဒီလိုပြုလုပ်ပြီးနောက်ကိုလိုရှင်နေတဲ့ dream partner ကို manifest ပြုလုပ်တော့မယ်ဆိုရင်ဘလို့လက်တွဲဖို့မျိုးကိုလိုရှင်တလေးဆိုတာကိုမိမိကိုယ်ကိုစရွေးတွဲမှာရှာရေးကြည့်ပါ။ အဲ့ဒီတော့ကို့အနေနဲ့ရေရှားလိုက်တဲ့စာထေးမှာကို့လိုရှိတဲ့ dream partner ဟာကို့ကိုအရင်ကိုရှိခင်ကျင်လာတဲ့သူတယောက်ဖြစ်တယ်။အဲ့ဒီလူအပေါ်မှာကို့အနေနဲ့လုံးဝကိုတင်တရားဆိုင်မရှိဘူး။သူဟာကို့အပေါ်မှာအရင်ကောင်းမွန်တဲ့သူဖြစ်တယ်။ ဒါကြောင့်သူ့ရဲ့ချစ်ချင်းမေတ္တာတွေအပေါ်မှာ ကိုဟာလုံးဝတင်တရားစိမ့်မရှိပါဘူး။သူဟာကိုကိုအမြဲတမ်းဦးစားပေးတယ်။သူဟာကိုကိုအမြဲတမ်းရွေးချယ်တယ်။သူဟာကိုနဲ့အတူတူခရီးသွားရမှာကိုနှစ်သက်တယ်။သူဟာကိုယ့်အပေါ်မှာစိတ်ပိန်းဆိုင်ရာထောက်ပံ့မှုတွေပေးတယ်။ ိုဟာသူနဲ့အတူတူရေမောပျော်ရွှင်ရတယ်။သူနဲ့အတူတူနေရရင်အရင်ကိုလွတ်လပ်လပ်လပ်နဲ့ပျော်ရွှင်မှုတွေကိုခံစားရတယ်။သူနဲ့အတူတူနေရရင်စိတ်ထင်းမှာလုံခြုံတယ်တော့ခံစားရတယ်။ချစ်ချင်းမေတ္တာတွေကိုခံစားရတယ်။ ကိုယ့်ရဲ့လုံရဲတွေအလုံးကို သူကအမြဲတမ်းရှိကျူးနေရှိတင်ဖိုးထားတယ်ညဖက်မှာဆိုရင် သူကကိုယ့်ကို အမြဲတမ်းပွေဖက်ထားတယ်မနေ့ဖက်မှာဆိုရင် သူကကိုယ့်ကို ကော်ဖီလေးတွေဖြော့ပေးထားတယ်သူဟာအရင်ကိုတစ္ဆာရှိတယ်သူဟာအရင်ကိုယုံကြည်စိတ်ရှာရတယ်သူဟာအရင်ကိုဖြူစင်တဲ့သူဖြစ်တယ်။သူနဲ့အတူတူရှိနေတဲ့အချိန်မှာ အရင်ကိုပျော်ရွှင်မှုတွေရတယ်။ သူ့နဲ့အတူတူရှိနေတဲ့အချိန်မှာကိုဟာအရင်ကောင်းမွန်တဲ့လူအရင်ကအရေးကြီးတဲ့လူတယောက်ဖြစ်တယ်လို့ခင်စားရတယ်။သူ့ရဲ့ချစ်ချင်းမေတ္တာကိုရရှိရှင်းအားဖြင့်ကိုဟာသူ့အနာမှာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအမြဲတမ်းလုံခြုံနေတယ်တော့ခင်စားရတယ်။ဒါကဥပမာအလေးအနေနဲ့ပြောပြတာပေါ့နော်ကိုယ့်ရဲ့အိမ်မဲထေကကိုယ့်ရဲ့ dream partner ကိုဘလို့ပုံစံမျိုးလိုရှင်တလေးဆိုတာရှေ့ကပြောခဲ့တဲ့ဥပမာတွေလို့ကိုလိုရှင်တဲ့ပုံစံမျိုးကိုရှာရေးကြည့်စီရှင်ပါတယ် တင့်ရဲ့ dream partner ရဲ့ပုံစံကဘလို့တင်ဖြစ်ရှင်နေတဲ့ relationship ရဲ့ပုံစံကဘလို့အဲ့ဒီလိုပုံစံမျိုးတွေကိုဖြစ်ရှင်တဲ့အရာဟုသမျှကိုစနဲ့ရှာရေးလိုက်ပါအခုပြောပြနေတဲ့ success story theme မှာဆိုရင်သူ manifest ပြုလုပ်တာ2020လေးအောက်တိုဘာမှာစပြီးရင်အဲ့ဒီလိုစတွေကိုရှာရေးခဲ့တယ်အခု2025 January မှာသူတို့စစ်စစ်ဖြစ်သွားတယ်လို့ပြောတယ် ဒီတော့ပထမဆုံးအနေနဲ့ကိုယ့်ရဲ့စိတ်ထင်းမှာ ကိုယ်ဆင်ထားရှိတဲ့အရာအလုံးကို စာနဲ့ရေးချလိုက်ပြီးရင်ဒုတိယပိုင်းအနေနဲ့သူ့နဲ့အတူတူရှိနေတဲ့အခါကိုယ့်ရဲ့စိတ်ခင်စားချက်တွေဘလို့ဖြစ်မလဲဆိုတာကိုဆက်လက်ပြီးရေးပါ။ ဆိုပါစို့ကိုလိုရှင်တဲ့သူကဘလို့လူမျိုးလေးသူ့စီကဘာတွေကိုလိုရှင်တလေသူကဘလို့ပုံစံလေးသူနဲ့အတူရှိနေတဲ့အခါဘလို့ခံစားရမလဲကိုစိတ်ရဲ့ခံစားချက်တွေကဘာတွေဖြစ်မလဲအဲ့ဒါတွေကိုအရင်ဆုံးရှင်းရှင်းလင်းလင်းသိအောင်လုပ်ရမယ်ဒီနေရာမှာအဓိကအရေးကြီးတာကိုပြန်ပြောပါမယ်အဲ့ဒါကကိုလိုရှင်တဲ့သူနဲ့အတူရှိနေတဲ့အခါ ကိုဘလို့ခင်စားရမလဲဆိုတာကိုရဲ့စိတ်ခင်စားချက်ကို ရှင်းရှင်းလင်းလင်းဒီပေါ်အရေးကြီးပါတယ်ဆက်လက်ပြီးဒီနေရာမှာတခုတတိပေးရှင်ပါတယ်ကျွန်တို့ကလက်တွဲဖို့ပါတနာတွေကိုရှာတဲ့အခါတချို့တတိတွေက dating application တွေကိုတုံကြတယ်ဘယ်နေရာမှာသူနဲ့တွေ့မလဲဘသူနဲ့ဘေးအချိန်မှာတွေ့ရမလဲဆိုတာကိုမျှော်လင့်ကြတယ်တကယ်တမ်းကျတော့ manifestation ပြုလုပ်တော့မယ်ဆိုရင်အဲ့ဒီ dating app တွေကို တုံးနေစရာကိုမလိုပါဘူးဒိတ်တိန် F တွေတုံးနေရှင်ကငါမှမရှိဘူးအဲ့ဒါကြောင့်ရှာနေပါတယ်တော့အတိတ်ပြရပါတယ်အဲ့ဒီတော့ dream partner ကို manifest ပြုလုပ်တော့မည်ဆိုရင်အဲ့ဒီဒိတ်တိန် F တွေအားလုံးကိုဖြစ်လိုက်ပါဘသူနဲ့မှတွေးနေစရာမလိုပါဘူးပြီးတော့ကိုကိုရဲ့စိတ်ကို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 ဆင်ရှင်ပါဘလို့လေးဆိုငါအဆင်ပြေတယ်ငါဟာတကယ်ကိုညှို့အားရှိတယ်ငါဟာအရင်ကိုဆွေးဆောင်မှုရှိတဲ့လူတစ်ယောက်ဖြစ်တယ် ဒါကြောင့်ငါ့ကိုအမှန်တကယ်လိုအဲနေတဲ့သူလိုရှင်နေတဲ့သူကို တွေ့တဲ့အထိငါဆောင်မယ်။ငါ့ကိုအမှန်တကယ်ရှိခင်မြင်လို့ပြီးရင်တင်ဖိုးထားတဲ့သူတယောက်ကိုငါတွေးလိုက်မိတော့ငါတိတယ်။အခုအချိန်မှာငါဟာစိတ်မှန်တဲ့ချစ်ချင်းမေတ္တာနဲ့ဖြူစင်တဲ့ချစ်ချင်းမေတ္တာတို့အတွက်အစင်သင်ပါပဲလို့အဲ့ဒီလိုကိုကိုကို ပြင်လေပြောလိုက်ပါ။ဆက်လက်ပြီးရင်စိတ်ကူးရင်ပုံဖော်မြင်အောင်တဲ့ visualization ကိုပြုလုပ်မှဖြစ်ပါတယ် အဲ့ဒီလို virtualization ပြုလုပ်တဲ့အခါထုံးစံအတိုင်းတိတ်ဆိတ်ငြိမ်သက်တဲ့နေရာကိုရှာမြင်အသက်ရှူလေးကျင်းခင်းပြုလုပ်မယ်စသဖြင့်အဲ့ဒီဟာလေးတွေကိုပြုလုပ်မယ်ကိုယ့်ရဲ့စိတ်ကလေးတည်ငြိမ်လာပြီဆိုရင်အရှိကစရွဲမှာရေးချခဲ့တဲ့အတိုင်းကိုလိုရှင်နေတဲ့ပုံစံနဲ့ကိုလိုရှင်နေတဲ့ relationship ကိုရရှိနေပြီအဲ့ဒီဟာလေးတွေကိုစိတ်ကူးရင်ပုံဖို့မြင်အောင်မယ်ပြီးတော့ကိုကရှေ့ကစရွဲမှာရေးချခဲ့တဲ့အဲ့ဒီလူနဲ့အတူတူရှိနေတဲ့အခါကိုယ့်အနေနဲ့ ဘလို့ခင်စားရမလဲအဲ့ဒီခင်စားချက်အရေးကြီးတယ်တော့ပြောခဲ့တယ်အဲ့ဒီခင်စားချက်အတိုင်းအဲအဲ့ဒီလိုအခုစိတ်ကူးရင်ပုံဖို့မြင်ရောင်နေတဲ့အချိန်မှာခင်စားရမှာပဲဖြစ်တယ်ဥပမာဆိုပါစို့ကိုဟာသူ့အတွက်ဆိုရင်အရင်ကိုဆွေးဆောင်အားရှိတဲ့လူတယောက်ဖြစ်တယ်ပြီးရင်သူနဲ့အတူရှိနေရလို့အရင်ကိုလုံခြုံတယ်လို့ခင်စားရတယ်အရင်ကိုအချစ်ခင်ရတယ်လို့ခင်စားရတယ်ဒီလိုခင်စားချက်တွေကိုစိတ်ကူးရင်ပုံဖို့မြင်အောင်တဲ့အခါခင်စားနေဖို့အရင်အရေးကြီးတယ် ဒီလိုလင်းချင်းခင်ကိုတရဲမှာနှစ်ချိန်ပြုတ်လုတ်ပေးဖို့လိုအပ်တယ်။မနေ့အရာကထထရှင်တစ်ချိန်အိတ်တော်မင်းအချိန်မှာတစ်ချိန်အဲ့ဒီလိုတရဲမှာနှစ်ချိန်ပြုတ်လုတ်ပေးဖို့လိုအပ်တယ်။ဒါအပြင် specialization ပြုတ်လုံနေတဲ့အချိန်မဟုတ်တဲ့နေ့နေနေခင်းအချိန်တွေမှာလေသူနဲ့အတူတူရှိနေပါပြီဆိုတဲ့ခံစားချက်တွေကိုခံစားနေဖို့လိုအပ်တယ်။အဲ့ဒီခံစားချက်ကိုကိုယ့်ရဲ့စိတ်ထင်းမှာလေးလေးနက်နက်မြုပ်နှံထားဖို့လိုအပ်တယ်။ ိနေရမှာတရက်မှာနှစ်ချိန်လို့ပြောပေမယ့်ကို့အနေနဲ့အချိန်ရတယ်အဆင်ပြေတယ်ဆိုရင်လေအဲ့ဒီ specialization စိတ်ကူးရင်ပုံဖို့မြင်ရောင်းတာကိုနေ့နေ့နေ့ခင်းအချိန်တွေမှာလေပြုလုပ်လို့ရတယ်အဲဒီလို specialization ကိုထက်တလေလေးထက်တလေလေးပြုလုပ်သင့်တယ် ဒီလိုစိတ်ကူးရင်ပုံဖော်မြင်ရောက်တာဟာလုံးဝသေချာနေဖို့လို့လေကိုနဲ့တသားလေးဖြစ်နေဖို့လို့လေတသားလေးဖြစ်နေတယ်ဆိုတာကအဲ့ဒီလိုကို့အနေနဲ့စိတ်ကူးရင်ပုံဖော်မြင်ရောက်တာကိုပြုလုပ်နေပြီမင်းကို့စိတ်ထဲမှာဘလို့သိနေမလဲဆိုရင်ဒါဟာငါစိတ်ကူးရင်နေတာမဟုတ်ဘူးငါအမှင်ဖြစ်နေတာလို့သိဖို့လိုအပ်တယ်အဲ့ဒီလို အော်တိုအလိုလျောက်အမှန်ဖြစ်နေတယ်ပေါ့နော်ကိုကတော့တကယ်တမ်းကျရင်စိတ်ကူးရင်နေတာဒါပေမဲ့ကိုစိတ်ထဲမှာလုံးဝကိုအစ်စ်အမှန်ရုပ်ပိုင်းဆိုင်ရာအရှိအနေမှာဖြစ်နေတယ်တော့ကိုစိတ်ထဲကယုံကြည်နေအောင်အထီးပြုလုပ်ပေးဖို့လိုအပ်ပါတယ်ဒီလိုစိတ်ကူးရင်ပုံဖို့မြင်ရောင်တာကိုကိုနဲ့တသားလေးဖြစ်အောင်ပြုလုပ်နိုင်ပြီဆိုရင် ကိုလိုရှင်တဲ့ dream partner ကိုလွေကူစွာ manifest ဖြစ်လာပါလိမ့်မယ်အခုဒီ success story မှာပြောပြထားတဲ့အရာဆိုရင် သူ manifest ပြုလုပ်လို့တလကျော်လောက်အကြာမှာသူ့လိုရှင်တဲ့ dream partner နဲ့စတင်တွေ့ခဲ့တယ်။ပြီးရင်အဲ့ဒီအချိန်နောက်ပိုင်းမှာသူတို့ဟာကောင်းဝင်တဲ့ relationship တစ်ခုကိုတည်ဆောက်နိုင်ခဲ့တယ်။အခုဒီ2025 January လလောက်ကိုရောက်တဲ့အခါသူတို့နှစ်ယောက်စေစေဖြစ်သွားတယ်လို့ပြောတယ်။နောက်ဆုံးမှာတော့အခုသူတို့ဟာလက်ထဲဖို့ပြင်ဆင်နေပြီးတော့ပြောပါတယ်။ မိတ်ဆွေတို့အနေနဲ့လေကိုလိုရှင်တဲ့ dream partner ကို manifest ပြုလို့ကိုဒီနည်းနဲ့အတိုင်ပြုလုပ်နိုင်ပါတယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတို့အားလုံးကိုကျေးဇူးအထူးတင်ပါတယ်